နော်ဒီနေ့တွဲဆောင်ပါလေးတပုတ်ကိုဖတ်ပြချင်ပါတယ်ဒီဆောင်ပါလေးကိုရေးသားထားသူကတော့ဆရာပညာအောင်ပဲဖြစ်ပါတယ်ဆောင်ပါလေးကိုဖတ်ခွင့်ပြုပါရန်ဆရာပညာအောင်ဟာကျွန်တော်ဒီနေရာကနေပြတော်ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာနိုင်ငံနေရာနဲ့ပြရှိငရင်ဘေးသင့်ခံပြည်သူများအားလုံးဘေးကင်းကြမှာကြောက်ပါစီဗျာ။ ီတော့ဘုံအောင်ကိုအောင်ရမည် ေးကမင်းအွန်လိုင်းကို သဘောထားပြောင်းသွားစီမလား2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်သောပြင်းထန်သည့်ငရင်ကပ်ပေးနှင့် အတိုင်းတာကြီးမားလာသည့်ပျက်စီးဆုံးရှုံးမှုများတေကြေဒဏ်ရာရမှုများကိုမြမလူမှုကြုံတွေ့ခဲ့ရ၏ဤသို့သောချိန်နေ၌နိုင်ငံတကာတွင်သဘောဝကပ်ပေးချရောက်သည့်အခါတိုင်းပြည်နှင့်လူမှုစိုးစိုးဝါးဝါးထိခိုက်မှုကိုထောက်ထားပြီး ပြည်တွင်း၌နိုင်ငံရေးစည်ရေးပြိပခါများကို ဖြည့်ရှင်းနိုင်ခဲ့ကြသည့်စံနမူနာများအတိုင်းမြန်မာပြည်နိုင်ငံရေးစည်ရေးပြိပခါများကို ဖြည့်ရှင်းကြရန်ပြည်တွင်းမှရောပြည်ပမှပါအတန်ထွက်လာသည်ဤသို့သောခြေနေအောက်တွင်စစ်တပ်၏သဘောထားမြည်သို့ရှိသည်ကိုစော့ကြောကြည့်ပါကဤသို့တွေ့ရ၏ငွေမတိုင်မီ2024 2025ခုနှစ်များတွင် အခါကြီးရဲ့ကြီးများ မြန်မာပြည်တွင်ရှိသည့်တိုင်းရင်းသားလူမျိုးများ၏နှစ်တကူနေ့ရက်များပြည်내နေ့ရက်များတွင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတဝင်လွာဆိုသည့်များကိုအဆက်မပြတ်ပို့နေခဲ့ပြီးအဆိုပါတဝင်လွာများတွင်ရေးထားသည့်အတွင်သဘောမှလည်းအတူတူဆိုသည့်ကိုတွေ့ရသည်။နောက်ဆုံးပို့သည့်စစ်ကောင်းဆောင်၏တဝင်လွာဆိုသည့်မှာ2025ခုနှစ်မတ်လ16ရက်နေ့မွန်ပြည်နယ်နေ့တွင်ပို့သည့်တဝင်လွာဖြစ်သည် အခြားတဝင်လွာများဤသူစစ်ကောင်းဆောင်နှင့်စစ်ကောင်စီသဘောထားကိုတွေ့ရှိရသကဲ့သို့2025ခုနှစ်မတ်လ28ရက်နေ့တွင်ပြောသည့်စစ်ကောင်းဆောင်မင်းအောင်လှိုင်၏မိန့်ခွန်းတွင်လည်းထိုအချက်များကိုအကျယ်ချက်၍ထပ်မံပြောဆိုထားသည်ကိုတွေ့ရ၏ထိုတဝင်လွာများနှင့်စစ်ကောင်းဆောင်၏ပြောကြားချက်များမှစစ်ကောင်စီသဘောထားကို အောက်ပါတိုင်တွေ့ရ၏ပထမအချက်မှာ မျက်မှောက်ကာလတွင်နိုင်ငံအခြေအနေမှာ တိဆောက်ရေးကိုမလုံနိုင်မင်းတိုင်းပြည့်ပြည်ပြည့်ရန်ကိုကာကွယ်နေရသည်ဟုဆို၏အချက်ကိုကြည်လင်စစ်ကောင်းဆောင်နှင့်စစ်ကောင်စီသည် တိုင်းပြည်တည်ငြိမ်အောင်ဖွံ့ဖြိုးတိုးတက်အောင်စွန့်ဆောင်နိုင်ခြင်းမရှိဆိုသည်ကို မလွဲမရှောင်သာဝန်ခံလိုက်ခြင်းဖြစ်သည်ဟုဆိုရပါမည်ဒုတိယအချက်အနေဖြင့်2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီး ဖြစ်ပေါ်နေသည့်ပြည်ပခါများနှင့်လက်နက်ကင်တိုက်ခိုက်မှုများသည့် နိုင်ငံရေးအမြင်မတူညီမှုအပေါ်အခြေခံတကဲ့သို့တတိတခြားရက်တီလိုစိမ့်နှင့်အတ္တကြိုးစည်းပွားကို ရှည်ရန်တင်ခြင်းကြောင့်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုဖော်ပြထားသည်ထို့ပြင်အစွန်ပိုင်းတွင် စုပူဆန္ဒပြမှုတွေသာဖြစ်ပေါ်ခဲ့ပေမယ့်အဲ့ဒီအချိန်ကလွတ်တော်ကိုယ်စားလှယ်လောင်းချုပ်ဟာနိုင်ငံရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာကိုဥပဒေနဲ့အညီဖြေရှင်းလိုခြင်းမရှိဘဲလူမှုရဲ့စိတ်ခံစားချက်ကိုအသုံးချပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင် စင်ကြယ်နှုံတရားကင်းမဲ့စွာတွေးထိုးလှုပ်ဆော်ခဲ့ကြတယ်။အဲ့ဒီကတစင် NUG အမျိုးသားညီညွတ်ရေးအစိုးရ CRPH ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီနဲ့ PDF မိခံအကြမ်းဖက်အဖွဲ့တွေဖွဲ့စည်းပြီးနိုင်ငံတဝန်းအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်ကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်လာအောင်လှုပ်ဆောင်ခဲ့တာတွေ့ရပါမယ်ဟုမတ်လ29ရက်နေ့တွင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကထပ်မံပြောဆိုသည်ကိုတွေ့ရ၏ စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့စစ်ကောင်စီသဘောထားသည်တကယ့်ဖြစ်ရမှန်ကိုမျက်ကွယ်ပြုလိမ့်လေထားသည်ကိုတွေ့ရ၏လက်ရှိမြန်မာပြည်တွင် လက်နက်ကိုင် ပုံကံမှုများရှိန်ကောင်းလာသည်မှာအထက်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့၌စစ်တပ်ကအာဏာသိမ်းလိုက်၍ဖြစ်ပေါ်ခြင်းဖြစ်သည်အကယ်၍သာစစ်တပ်ကအာဏာမသိမ်းခဲ့ပေ2020ရွေးကောက်ပွဲတွင်အနိုင်ရသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရဖွဲ့စည်းတာဝန်ယူခဲ့လင် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖာနှင့်ຫນွေဦးလက်နက်ကိုင်အားစုများပေါ်ပေါက်လာနိုင်ခြင်းရှိမည်မဟုတ်တကယ်သို့ပြည်내များတွင်လည်းကရင်ဤအမျိုးသားများကာကွယ်ရေးတပ် KNDF ချင်းဒေသကာကွယ်ရေးတပ်မတော် CDF ကရင်ဒီမိုကရက်တစ်တပ်ဦး KDF တပ်ဖွဲ့များပေါ်ပေါက်လာမည်မဟုတ်ပေလက်နက်ကိုင်ပုံကန်တိုက်ခိုက်မည်သူများ လက်နက်ကင်တက်ခတ်ရန်လှုပ်ဆော်သူများသည်ပင် NLD နှင့် NLD ထောက်ခံသူများ တက်ကြွလှုပ်ရှားသူများနှင့်ပြည်သူလူထု၏စန့်ကျင်မှုကို ခံရပေလိမ့်မည်၂021ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့အာဏာသိမ်းမှုကို တပြည်လုံးကပြင်းပြင်းထန်ထန်စန့်ကျင်ခဲ့သည်ထိုစန့်ကျင်မှုကိုစစ်ကောင်းဆောင်မင်းအွန်လိုင်းနှင့်စစ်တပ်ကခက်ကြမ်းကြမ်းပစ်တပ်ပြလိုက်လင်းကြောက်ရွံ့ပြီးငြိမ်သွားလိမ့်မည်ဟုယူဆခဲ့ကြ၏ တို့ဖြင့်စံနှောင်းပြသူများအောင်ပြစ်ခတ်နှိမ်နှင်းခြင်းတည်ရတဲ့ကောင်ထွက်ခဲ့ဟုလမ်းကြိုလမ်းကြားရဲအထီလိုက်လံပြစ်ခတ်တပ်ဖြတ်ခြင်းဖန်စီရမိသူများအောင်စစ်ကြောရင်း၌တည်ရနေ့ရဲ့အတွင်ရိုက်နှင့်တပ်ဖြတ်ခြင်းစသည်စစ်တပ်၏ရက်စက်ကြမ်းကြုတ်စွာတရားလက်လွတ်ပြုမှုများ၏အကျိုးဆက်ဖြစ်တပြည်လုံးအနှံ့ຫນွေဥတော်လိုင်း၏လက်နက်ကင်ပုံကံမှုများကအာကောင်းစွာပေါ်ပေါက်လာခြင်းဖြစ်၏စစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောသကဲ့သို့ လူလူနှင့်လွတ်တော်ကိုယ်စလေလောင်းများကဥပရေနှင့်အညီဖြစ်ရှင်းလိုခြင်းမရှိ၍ဤຫນွေဦးလက်နက်ကင်တော်လံမှုပေါ်ပေါက်လာခြင်းမဟုတ်ပေ။ရွေးကောက်ပွဲရလဲနှင့်ပတ်သက်၍အငင်းပွားပွဲရာကိစ္စများမဲမတမာမှုများနှင့်ပတ်သက်၍ရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဟုသတ်မှတ်ထားသည်၂008ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့်ပြဋ္ဌာန်းချက်အားစစ်တပ်ကဖောက်ဖျက်ပြီးအာဏာသိမ်းခဲ့၍ နှွေဦးလက်နက်ကင်ပုံကံမှုပေါ်ပေါက်လာခြင်းဖြစ်၏ထို့ပြင်နှွေဦးလက်နက်ကင်တော်လန်ရင်အင်အားစုများပေါ်မလာနိုင်မှာကတိုင်းရင်သားလက်နက်ကင်ဖွဲ့စည်းရေးကိုများသည်ယခုကဲ့သို့အင်အားကောင်းမလာနိုင်မှာစစ်တပ်အာဏာသိမ်းမှုမရှိပါကကရင်မျိုးသားစီယုံ KNU ကရင်ပြည်မျိုးသားတိုးတက်ရေးပါတီ KNPP မွန်ပြည်သက်ပါတီ NMSP ချင်းမျိုးသားတအူ CNF စသည့်တိုင်းရင်းသားဖွင့်များသည်စစ်ပွဲတွင်ပါဝင်လာမည်မဟုတ်တကယ်သို့အာကောင်မောင်းတန်လေဖြစ်မလာနိုင်ပေငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်းတွင်း၌ပင်ရှိလိမ့်မည်ရှမ်းပြည်တိုးတက်ရေးပါတီနှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ SSPP နှင့် RCSS အဖွဲ့နှစ်ခုမှစစ်တပ်အာဏာသိမ်းသော ကာလတွင်ပင်လက်နက်ကင်တိုက်ခိုက်ခြင်းမပြုရာစစ်တပ်အာဏာမသိမ်းသည့်ပုံမှန်ချိန်တွင် တိုက်ခိုက်လိမ့်မည်မဟုတ်ပါကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့မှလည်းအပြတ်အသတ်လက်နက်ကင်တိုက်ဖွဲ့မရှိပေငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတစ်ဖက်ပြုလုပ်ပြီးထိမ့်ညိသွားမည်သာဖြစ်သည်ထို့တူဝါပြည်သွေးသည်ညီညွတ်ရေးတပ်မတော် UWSC နှင့်အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDA တို့ကလည်းလက်နက်ကင်တိုက်ခိုက်ဖွယ်မရှိပေ။တို့ဖြစ်ရာစစ်တပ်အာဏာမသိမ်းပါကလည်း မုတ်ချလက်နက်ကင်တိုက်မိအဖွဲ့များမှာအာရခတက်တော်အေးအေးမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL မြောက်ပိုင်းသုံးဘွဲ့သာရှိမည်ဖြစ်၏ထိုသုံးဘွဲ့လက်နက်ကင်တိုက်ခိုက်ပါကလေးရှမ်းမြောက်နှင့် ရခိုင်နယ်နေရာတွင်တိုက်ပွဲဖြစ်ပြီးစစ်တပ်ကစစ်အင်အားကိုလိုအပ်သလောက်စုစည်းအသုံးပြုနိုင်မည်ဖြစ်ရာယခုလောက်အောင်မြင်မှုရရန် ခက်ခဲမည်ဖြစ်၏ ထုံမြောက်ပိုင်းသုံးဘွယ်အားပူပေါင်းမိပြည်ရဲနှင့်နှွေဦးအင်အားစုများကရှိမည်မဟုတ်သဖြင့်ယခုကဲ့သို့အင်အားကောင်းနိုင်မည်မဟုတ်ပါထို့အပြင်မြောက်ပိုင်းသုံးဘွယ်သည်ယခုကဲ့သို့ပြည်မလူလူ၏ထောက်ခံအားပေးမှုကို ရနိုင်မည်မဟုတ်ပေထို့ဖြင့်ရာယနေ့မြန်မာပြည်တွင်ဆစ်ရှင်မြင့်တက်နေသည့်အထူးအကြောင်းရင်းမှာစစ်တပ်က2021ခုနှစ်တွင်အာနာသိမ့်လိုက်ခြင်းကအထူးအကြောင်းရင်းဖြစ်၏ 2020ရွေးကောက်ပွဲကတက်လာသည့်ကိုယ်စားလှယ်များကိုစိုးရဖွဲ့စည်းခြင်းရွေးကောက်ပွဲမတမာမှုဆိုသည့်များကို2008အခြေခံဥပဒေပါအတိုင်းရွေးကောက်ပွဲ ကော်မရှင်တွင်တိုင်ကြားဖြည့်ရှင်ခြင်းစသည့်ပုံမှန်အတိုင်းသုံးမည်လုပ်ငန်းစဉ်များအားစစ်ကောင်းဆောင်မင်းအွန်လိုင်းနှင့်စစ်တပ်ကလက်နက်ကင်ကြမ်းဖက်အာဏာသိမ်းပြီးဖျက်ဆီးပစ်ခြင်းတောင်မပြုလုပ်ပါကຫນွေဦးလက်နက်ကင်တော်လန်ရေးဆိုသည်မှာ ရှိလာမည်မဟုတ်ပေတတိယအချက်အနေဖြင့် စစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောဆိုသည်မှာနေမြီတိတိရှိတိုင်းရင်သားလက်နက်ကင်ဖွဲ့များနှင့် PDF အမိခံအစံဖက်သမားများ၏တိုက်ခိုက်မှုကြောင့်နိုင်ငံတော်ခြေကံစောက်အုံများနှင့်ပြည်သူလူထု၏အသက်အိုး၏စီးစိမ်ပြတ်သုံးကာဆင်းရဲဒုက္ခရောက်နေကြပါသည်ဟုဆိုပါသည်တကယ်တမ်းပြိပခကြီးမြင့်လာသည့်အခါစစ်တပ်အားစန့်ကျင်သူများ၏အိုးအိမ်ပိုင်ဆိုင်မှုများကိုချိတ်ပိတ်သိမ်းဆည်းခြင်းအားစစ်တပ်ကစတင်လှုပ်ဆောင်တဲ့ကဲ့သို့ ပြည်ရင်းစစ်သမိုင်းတွင်လည်းပထမဆုံးအများပြပြုလို့ချင်းဟုဆိုရမည်လက်နက်ကင်တိုက်ခိုက်သည်ဟုမေမေရရပြော၍မရခင်မှာပင်ထန်တလန်မြို့ကိုမြို့လုံးကျွမိရှုဖြစ်စည်းပစ်ခြင်းကိုစစ်တပ်ကစတင်ခဲ့ခြင်းဖြစ်၏တွန်းတော်ຫນွေဦးတော်လိုင်းဤကာလလေးနှစ်အတွင်းတပြည်လုံးအနှံ့ရှိရက်သားအိုးဤများသောမကစတင်ကြောင်းဆေးယုံဗုဒ္ဓဘာသာ ဖုံးတော်ကြီးကြောင်းခရိယန်ဖျားကြောင်းနှင့် ပလီစသည့်ဘာသာရေးအဆောက်အုံများပါဝင်အဆောက်အုံ စုစုပေါင်းသသိန်းကျော်အားစစ်ကြောင်းထိုး၍မိရှုဖျက်ဆီးခြင်းလေကြောင်းမှဘုံကျဲဖျက်ဆီးခြင်းလက်နက်ကြီးဖြင့်ပစ်ခတ်ဖျက်ဆီးခြင်းတို့စစ်တပ်ကပြုလုပ်ခဲ့သည့်အပြင်တပြည်လုံးအနှံ့တွင်ရဲသားများအားစုလိုက်ပြုံလိုက်တပ်ဖြန့်မှုများပြုလုပ်ခဲ့သည့်အထောက်ထားများစွာရှိ၏။ຫນွေဦးတော်လိုင်း၏တပ်ဖွဲ့များဘက်မှအထူးကဖျက်ဆီးပစ်ခဲ့သည်မှာ စစ်တပ်ပိုင်းမိုင်းတဲဆက်သွယ်ရေးတာဝါတိုင်းများသာဖြစ်ပြီးကြံစိုးရပိုင်းပုတ်ကလေးကပိုင်းအိုးရင်ဆက်ယုံလှုပ်ယုံများဘာသာရေးအဆောက်အုံများကို ပြစ်မှတ်ထားတိုက်ခိုက်မှုမှာမရှိသလောက်ရှာပါသည်လူပုဂ္ဂိုလ်ရအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့သည်မှာစစ်တပ်သတင်းပေးဒလန် အမာခံများသာဖြစ်ပြီးဤကိစ္စသာအငင်းပွားရာဟုဆိုနိုင်ပါသည်ဆိုရလျှင်ຫນွေဦးတပ်ဖွဲ့များတော်လန်ရေးတပ်ဖွဲ့များဘက်က စစ်တပ်ကဲ့သို့ရွာလုံးကျွတ်မြို့လုံးကျွတ်မိရှုံမှုနှင့်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများမရှိသလောက်ရှာပါသည်ဟုဆိုနိုင်သည်စတုတ္ထချက်နေဖြင့်အကြမ်းဖက်များ၏နောက်ွယ်တွင်ပြည်ရင်းပြည်ပမှမျိုးမျိုးသော တွေးထိုးမှုများနှင့်တွေးထိုးလှုပ်ဆောင်မှုများပါဝင်နေသည်ကိုလည်းနိုင်ငံသားတိုင်းသတိချက်သင့်ပြီးစီးလုံးညီညွတ်မှုပြပြရာမှဆင်းရဲဒုက္ခများပေါ်သင်ခန်းစာယူကြရန် အချိန်အခါကြောက်ရောက်ပြီးဖြစ်ကြောင်း သတိပေးလို့သည်ဟုစစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောတီကိုလည်းတွေ့ရ၏ယနေ့ချိန်သည်စီးလုံးညီညွတ်မှုပြပြနေသည့်အချိန်ကာလဆိုသည်မှာအမှန်ဖြစ်၏2021ခုနှစ်မှ2020ပြည့်နှစ်ထိဥသိမ်းစိန်အစိုးရ NLD အစိုးရလက်ထက်များတွင် အမျိုးသားပြန်လည်တင့်မြန်ရေးလမ်းစဉ်ဖြင့်စီးလုံးညီညွတ်ရေးတည်ဆောက်ခဲ့ကြသည်အပြည့်အဝများခဲ့ကြသော်လည်းအပြန်အလှန်ညှိနှိုင်းမှု ထိန်းချောင်းမှုများဖြင့်စီလုံးညီညွတ်မှုရရန်ကြိုးစားခဲ့ကြသည်သည်သို့တော်လည်း2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနှင့်စစ်တပ်၏ရက်စက်ကြမ်းကြုတ်စွာဖိနှိပ်မှုများသည်အဆိုပါအမျိုးသားပြန်လည်တင့်မြတ်ရေးကိုဖျက်ဆီးပစ်လိုက်သည်တစ်ဖက်နဲ့တစ်ဖက်ယုံကြည်လုံးဝကင်းမဲ့သွား၏ဤသို့စီလုံးညီညွတ်မှုပြက်ပြောင်းသွားခြင်းသည်ပြည်ရင်းပြည်ပမှတွေးထုံးမှုများကြောင့်မဟုတ်ပေစစ်ကောင်းဆောင်မင်းအွန်လိုင်းနှင့်စစ်တပ်ကဖြက်စီးပစ်လိုက်၍ဖြစ်၏ ဤအကျိုးဆက်နေဖြင့်မြမပြည်စည်းဝါးရေးပြိုကျသွား၏ပြည်ရင်းပြည်ပယင်းဤမြုံနံမှုများထွက်ခွာသွား၏ပိတ်ဆို့မှုများကြုံရ၏အမျိုးသားပြန်လည်တင့်မြဲ၏ကာလကပြည်ပမှပြည်ရင်းသို့ပြန်လည်ဝင်ရောက်လာသည့်ပညာရှင်များစည်းဝါးရေးလုပ်ငန်းရှင်များသူတို့၏အရင်းဤများမှပြန်လည်ထွက်ခွာသွား၏ထို့ပြင်စစ်တပ်အာဏာသိမ်းပြီးနောက်မြမပြည်မှအတတ်ပညာရှင်များ အရင်နီးများကပြည်ပသို့စီးထွက်သွား၏ပြည်ပသို့ပြောင်းရွှေ့အခြေချကြ၏ငွေကြေးတက်နိုင်သူများကသာသမီများကိုပြည်ပသို့စေလွှတ်၍ပညာသင်ကြားစေ၏အလုံးလုံးနိုင်သည့်လူငယ်လူရွယ်များပြည်ပသို့ထွက်ခွာကြ၏ရုပ်ဆွမ်းဆုံးစစ်တပ်နှင့်ပေါင်း၍စီးပွားရှာနေကြသော စီးပွားရေးသမားနှင့်စစ်ဗိုလ်ချုပ်များကိုယ်တိုင်၎င်းတို့၏ပိုရှံနေသောစုဆောင်းဝင်များအားပြည်ပသို့ပို့ဆောင်အပ်နိုင်ကြ၏တိုင်းပြည်လည်း စီးပွားရေးအရာအခွန်အာကျန်တော့ဤ2021ခုနှစ်စစ်တပ်အာဏာမသိမ်းမီစံနှစ်အတွင်းမှာ ပြည်ပမှအရင်းအမြစ်နှင့်ပညာရှင်များ ပြည်ရင်းသို့ဝင်ရောက်လာပြီး2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်ရင်းရှိအရင်းအမြစ်ပညာရှင်များတောင်မက အလုံလုံနိုင်သည့်လူငယ်လူရွယ်များအားလုံးပြည်ပသို့ထွက်ခွာသွား၏ဤသည့်အားလုံးမှာ 2021ခုနှစ်စစ်တပ်အာဏာသိမ်းခြင်းရဲ့အကျိုးဆက်များဖြစ်သည်ကိုညှင်းပယ်၍မရပေ။ဤသို့သောချိန်နေအောက်တွင်စစ်ကောင်းဆောင်မင်းအွန်လိုင်းနှင့်စစ်တပ်သည်ပကတိအချိန်တွေကိုမျက်ကွယ်ပြုပြီး၎င်းတို့ကြောင့်ဖြစ်ပေါ်ခဲ့သည့်ဆိုးဝါးသောအကျိုးဆက်များကိုတာဝန်မယူသည့်အပြင် အခြားသူအပေါ်ပြစ်ပုံချပြီး ပြဿနာကိုဖြေရှင်း၍မရခဲ့ပေ။ထို့အပြင်စည်းလုံးညီညွတ်မှုပျော်ကွဲပြီးအယုံကြည်ကင်းမဲ့နေသည့်အချိန်တွေကိုမျက်ကွယ်ပြု၍ ပါတီစုံဒီမိုကရေစီလိုချင်လင်လက်နက်စွန့်ပြီးရွေးကောက်ပွဲဝင်မှာဟုပြောနေခြင်းသည်လက်တွေ့မကြဲပြဿနာကိုလည်းမဖြေရှင်းနိုင်ပြီးလက်ရှိမြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေကိုတုံ့တက်ပါကလက်နက်ကင်ပြိပခဖြစ်ပွားနေသည့်ဆိုယုံတက်တက်တုံ့တက်၍မရပြီးလက်ရှိအခြေအနေမှာမြန်မာပြည်နေမြေအများစုကိုစစ်တပ်ကထိန်းချုပ်နိုင်စွမမရှိတော့သည့်အခြေအနေကိုမျက်မှောက်ပြုတုံ့တက်ရန်သာလိုပေလိမ့်မည် လက်ရှိမြန်မာပြည်တွင်စစ်ကောင်စီနှင့်နီးစပ်သောတရုတ်နှင့်ရုရှားတို့သည်ပင်ယင်းဤမြုံနှံမှုကုန်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိသည်မှာပိတ်ဆို့မှုကြောင့်မဟုတ်ပေစစ်ကောင်ဆောင်နှင့်စစ်ကောင်စီတပ်ကကုန်သွယ်မှုယင်းဤမြုံနှံမှုများလုံနိုင်လောက်အောင် တိုင်းပြည်ကိုတည်ငြိမ်စွာထိမ့်သိမ်းမထားနိုင်၍ဖြစ်၏အလားတူပင်စစ်ကောင်စီကကြွေးကြော်နေသည့်ရွေးကောက်ပွဲဆိုသည်မှာလေတိုင်းပြည်ကိုတည်ငြိမ်အောင်ထိမ့်ထားနိုင်ခြင်းမရှိ၍တိုင်းပြည်၏သုံးပုံတပုံကပင်မရှိသည့် မြို့နယ်တရားခန့်တွင်သာ ပြုလုပ်နိုင်မည်ဟုစုံနေသည်ကိုတွေ့ရ၏လာမည့်တစ်နှစ်အတွင်းစည်ရေးချင်းတွင်များအရာရွေးကောက်ပွဲတကယ်လုပ်မည်အချိန်တွင်စစ်ကောင်စီသည်မြို့နယ်တရားပင် ထိတ်ချုပ်ထားနိုင်အောင်မည်လို့ဆိုသည်မှာမတိကြပေသို့ဖြစ်ရာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်လာသည့်စည်ရေးပြိပခများကိုတခြားသူများအားပြစ်ဖို့ထားပြီးလက်ရှိတိုင်းပြည်ကိုတည်ငြိမ်အောင် ထိမ့်သိမ်းထားနိုင်ခြင်းမရှိသည့်အခြေအနေအား မျက်ကွယ်ပြု၍စဉ်စားလှုပ်ဆောင်နေသောမင်းအွန်လိုင်းနှင့်စစ်ကောင်စီခြေလှမ်းများသည်လက်တွေ့မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင်ခြင်းရှိမည်မဟုတ်ပေစစ်ကောင်စီကလက်နက်ဆွန့်၍ပါတီစုံရွေးကောက်ပွဲဝင်မှဆိုသည့်အချက်ကိုစစ်ကောင်စီနှင့်လက်နက်ကင်ပြပခမရှိသည့် SSPP, RCSS, UWSA, NDAA တို့သည်ပင် ပြုတ်လုံမည်မဟုတ်ပေရာကြံသည့်တိုင်းရင်းသားလက်နက်ကင်ဖွဲ့များနှင့် PDF ပါဝင်ຫນွေဥတော်လိုင်းရင်အင်အားစုများဆိုလင်ပို၍ဝေးပေလိမ့်မည်သို့ဆိုပါကငိမ့်ချမ်းရင်အမျိုးသားပြန်လဲတင့်မြတ်ရေးလို့ရှိနိုင်မည်မဟုတ်ဖဲစစ်ပွဲတို့ဆက်နေအောင်မည်ဖြစ်၏တိုင်းပြည်သည်လဲတည်ငြိမ်မှုရှိမည်မဟုတ်တကယ်သို့တိုင်းပြည်တိဆောက်ရေးဖွံ့ဖြိုးတိုးတက်ရေးတို့သည်လဲအလံဝေးနေအောင်မည်သာဖြစ်၏သို့ဖြစ်ရာလက်ရှိစစ်ကောင်းဆောင်မင်းအွန်လိုင်းနှင့်စစ်ကောင်စီရွေးချယ်ထားသည့်လမ်းသည် သူတို့အာနာတီမြဲရေးကိုသာရှေ့ရှုသည့်လမ်းဖြစ်သည် သူတို့၏အပြစ်ကိုဖုံးကွယ်၍အခြားသူများကိုအပြစ်တင်ထားပြီးလက်တွေ့မြည်သည့်ပြဿနာကိုမှမဖြေရှင်းနိုင်ပေပုံမပြင်းထန်သည့်စစ်ပွဲစီတို့သာရွေးချယ်ထားသည့်လမ်းဖြစ်သည်ကိုတွေ့ရပေမည်ယခုကဲ့သို့မတ်လ28ရက်နေ့ငရင်ကျောင်းမြန်မာပြည်ဒုတိယမြို့တော်မန်လေးနှင့်မြန်မာပြည်လယ်ပိုင်းမှာမြို့ကြီးများအများအပြားထိခဲ့ပြီး အသက်အိုးအိမ်များစွာပျက်စီးဆုံးရှုံးနေချိန်တွင်မင်းအောင်လှိုင်နှင့်စစ်ကောင်စီ၏သဘောထားမပြောင်းလဲပါကမြမပြည်၏ပြဿနာသည်ပုံမဆိုးဝါးလာမည်ဖြစ်ပေသည်ပြဿနာ၏အကြောင်းရင်းကိုမဖြေရှင်းနိုင်ပါကညီသည့်ပြဿနာမှမဖြေရှင်းနိုင်ပြီငရင်ဘေးကြောင့်တိုင်းပြည်ကပ်ဆိုင်နေချိန်တွင်မြမပြည်နိုင်ငံ၏စည်ရေးပြပခါကိုညှိနှိုင်းဖြည့်ရှင်းလိုကြသည့်ပြည်ရင်းပြပသဘောထားများအားအကောင့်ထေပေါ်ရန်အတွက် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းမြန်မာစစ်တပ်၏သဘောထားပြောင်းလဲမှသာဖြစ်နိုင်ပေလိမ့်မည်လက်ရှိငရင်ကယ်ဆယ်ရေးကာလတွင် NUG PDF ကမတ်လ30ရက်နေ့တွင်၎င်းမြောက်ပိုင်း၃ဘွယ်က AB လ၁ရက်နေ့တွင်၎င်းယာယီတစ်ဖက်သက်အပြည့်ရဆဲတော်လဲ AB လ၁ရက်နေ့အထိယာယီပြည့်ရဆဲရေးကိုပင်မပြုတ်လို့ဖဲစစ်ဆက်တိုက်မြည်ဟုစစ်ကောင်စီပြောဆိုနေသည်ကိုတွေ့ရ၏သို့တော်လဲ ်အေဒီလောက်နေ့ရက်နေ့တွင်အေဒီလောက်20ရက်နေ့အထိအပြည့်ရဲ့အကြောင်းစစ်ကောင်စီကပြောင်းလဲကျင်ညာသည်ဤသို့ကျင်ညာလာခြင်းသည်နိုင်ငံတကာဖိအားကြောင့်တော်၎င်းပြည်တွင်း၌နိုင်ငံရေးအရာလက်ဦးမှုမဲ့သွား၍၎င်းဘစ်စတက်စီဝေးတွင်မျက်နှာပန်းလှစေရန်တော်၎င်းအကြောင်းမျိုးမျိုးကြောင့်ဖြစ်နိုင်၏စစ်ကောင်စီကအပြည့်ရဲ့ကျင်ညာပြည်နောက်ကချင်နှင့်စကိုင်းတို့တွင် ပုံကျဲမြဲကျဲနေသည်သို့တော်လည်း အပြည့်ရချင်းသည်ငရင်ရေးပေါ်ကဲစေဤကာလအတွက်သာဖြစ်သည် အစပြုချက်တစ်ခုသာရှိသေးသည် နောက်ပိုင်းမတေချာသည့်သဘောဖြစ်သည်မြန်မာနိုင်ငံရေးပြည်ထနာကို အမှန်တကယ်ညှိနှိုင်းဖြည့်ရှင်းလိုပါကရှစ်ဆက်လန်းရန်ခြေလန်းများစွာရှိနေသေးသကဲ့သို့အထက်ကမြန်မာစစ်တပ်အနေနဲ့အခြေအနေအမှန်ကို ပြောင်းလဲလက်ခံပြီးလက်ရှိမြန်မာစစ်တပ်ဤတင်းမာသည့်သဘောထားကိုပြောင်းလဲမှသာဖြစ်ပေလိမ့်မည်။ဗညာအောင် ။ဗညာအောင်သည်နိုင်ငံရေးနှင့်တိုင်းရင်းသားရေးရာများဆိုင်ရာသူတည်သည့်တဦးဖြစ်သည်